မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာအဂ္ဂမဟာပန္နိတာမန္လေဆရာတော်အရှင်သူမြတ်ရဲ့လက်ဆွဲကာထာတော်နှစ်ပုဒ်အကြောင်းကိုတင်ဆက်ပေးလိုပါတယ်ဒီကာထာတော်နှစ်ပုဒ်ကတန်ယုတ်တနိကေတုတ်တနိကေတို့မှပေါ်ပြထားတဲ့ကာထာတော်များဖြစ်ပါတယ်ဘုရားဟောကာထာတော်တွေဖြစ်ပြီးယုံကြည်လေးမြတ်စွာရုပ်ပွားသင်ပါတယ်ဒီကာထာတော်နှစ်ပုဒ်ကိုတပ်ပရာယနာတရဏဂုံမင်္ဂလာကာထာများလို့လည်းပညာရှင်တွေကအမည်နာမတပ်ပေးထားကြပါတယ်ဒီကာထာတော်နှစ်ပုဒ်မှာ ဗုဒ္ဓစာပေတွေမှာအတွေ့ရများလာတယ်။အာလဝကနတ်ဘလူး၊သာရာဂိရိနတ်ဘလူးနဲ့အေမဝတ္တနတ်ဘလူးတို့ရဲ့လက်ဆွဲကာထာတော်များဖြစ်ပါတယ်။အဲဒီလို တကူအိဒီပတ်ရှင်နတ်ဘလူးကြီးတွေတလေးတစားရွတ်ပွားခဲ့ကြတဲ့ကာထာတော်တွေဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်းအားတက်သရောရွတ်ပွားကြရင်တင့်လျော်လာပါတယ်။ကျေးဇူးတော်ရှင်အကမဟာပန္နိတမန်လဲဆရာတော်အရှင်သူမြတ်ကြီးကတော့အဲ့ဒီကာထာနှစ်ပုဒ်ကို လက်ဆွဲပြုရွတ်ပွားလေးကြီးချောင်ကို စာပေမှတ်တမ်းများအရသိရှိရပါတယ် အဲ့ဒီအတွက်ကြောင့်နတ်သူတော်ကောင်းယဟန်ရှင်လူသူတော်ကောင်းကြီးများရွတ်ပွားခဲ့ကြတဲ့ဒီကာရနှစ်ပုဒ်ကိုကောင်းမြတ်တဲ့စိတ်ထားမြင့်မြတ်တည်ကြည်တဲ့ဗราတရားနဲ့ရွတ်ပွားကြရန်ဖြစ်ပါတယ်။ဂါထာတော်လေးကတော့သောအဟံဝိဇရိတ်တာမိဂါမာဂါမံပူရာပူရံနမတ္တမနောသံဗုဒ္ဓံဓမ္မသစ္စာသူဓမ္မတံသောအဟံဝိဇရိတ်တာမိဂါမာဂါမံနာဂာနာဂံ နမတ္တမနောတံဗုဒ္ဓံဓမ္မသစ္စသူဓမ္မတံအနတ္တိဘေကတော့ငါသည်တစ္ဆာ၄ပါးမြတ်တရားကို ပိုင်းခြားသိမြင်ဘုရားရှင်ကိုရှိခိုးလျက်မတ်၄ပါးပု၄ပါးနိဗ္ဗာန်ပရိယတ္တိဟုဆိုအပ်သော၁၀ပါးသော တရားတော်မြတ်၏ကောင်းစွာဟောအပ်သော တရားတော်မြတ်၏အဖြစ်ကို၎င်းသံဃာတော်မြတ်အပေါင်း၏အဒီတိလအဒီစိတ်တအဒီပညာဟုသောတိခါ၃ရက်လွန်ကောင်းမြတ်သည့်အကျင့်ပရိပတ်ကုန်နှင့် ပြည့်စုံသည်ဤအဖြစ်ကို၎င်းជីတာជីမွန်း၍ရွာတရွာမှတရွာသို့၎င်းမြို့တမြို့မှမြို့တမြို့သို့၎င်းလဲ့လဲ့ပါအံ့သွာလာပါအံ့ငါသည်တစ္ဆာလေးပါမြတ်တရားကိုပိုင်းခြားသိမြင်ဘုရားရှင်ကိုရှိခိုးလျက်မတ်လေးပါဟိုလေးပါနိဗ္ဗာန်ပရိယတ္တိကုဆိုအပ်သောဆယ်ပါးသောတရားတော်မြတ်ဤကောင်းစွာဟောအပ်သောတရားတော်မြတ်အဖြစ်ကို၎င်းတန်ဃာတော်မြတ်အပေါင်းဤအဓိတိလအဓိစိတ်တအဓိပညာဟူသောသိခါ၃ရက်လွန်ကောင်းမြတ်သည့် အကျင့်ပฏิပတ်ကုံနှင့်ပြည်စုံသည့်အဖြစ်ကို၎င်းကြီးသားစွာကြီးမွန်း၍ရွာတရွာမှရွာတရွာသို့၎င်းတတောင်တတောင်မှတတောင်တတောင်သို့၎င်းလဲ့လေပါအံ့သွာလာပါအံ့ဒီကာထာတော်နှစ်ပုဒ်ကခยีသွာလာတဲ့နေရာမှာအတူပြုပြီးရုပ်ပွားတင်ပါတယ်အာလာဝကတာတာဂီရီဟိမဝတနတ်ဘလူးတွေမြို့ရွာတောတောင်အရရက်ကိုလဲလေသွာလာတဲ့နေရာမှာဒီကာထာနှစ်ပုဒ်ကိုရုပ်ပွားတရစေပြီးလဲလေသွာလာခဲ့ကြပါတယ် ဒီကာထာတော်များကိုရုပ်ပွားကြသူတွေအနေနဲ့နတ်အပေါင်းရဲ့ချစ်ခင်လေးစားမျက်နှာချင်းကို ခံရမှာဖြစ်ပါတယ်လူကောင်းတွေနဲ့တွေးကြုံစုံစည်းရမှာဖြစ်ပါတယ်နတ်ကောင်းလူကောင်းတွေရဲ့ကူညီဆောက်ရှောက်ခြင်းအထောက်ပံ့ပေးခြင်းကိုခံယူရမှာဖြစ်ပါတယ်ဘေးအန္တရာယ်အပေါင်းမှလည်းကင်းဝေးစေမှာဖြစ်ပါတယ်နောက်ထပ်များဝေပြီးမဲ့ကာထာတစ်ပုဒ်ကတော့လက်ရှင်ကာထာပဲဖြစ်ပါတယ်ရှင်သီဝလိကာထာဖြစ်ပါတယ်ကာထာလေးကတော့အုံရှင်သီဝလိဘုံရှိမြတ်စွာယဟန္တာ ထိတ်မှမြက်ပြာကိုတော်ထားနားမှကိုတော်ကျင်းကတ်သိန်းလူရရကာယဝစီ မနောကြည်သုံးသည်ဩကတာယောသေးမျက်နှာကျွန်ရှစ်ကို တကူကိုတော်ပြအရာခတ်သိန်းအောင်မြင်ငိမ့်စီတည်းလောကီပညာလိုက်စားကြတဲ့မြန်မာဆရာတွေမှာတခါတရံဆရာအချင်းချင်းပညာကိုလဲလဲဖလဲတဲ့အလေးထားရှိကြပါတယ်အဲ့ဒီလိုတူရဲ့ပညာကိုတူဦးကိုလဲလဲပေးအပ်တဲ့နေရာမှာပထမဦးဆုံး မိမိရှာဖွေတတ်ထားသမျှပညာများတွင်အကောင်းဆုံးနှင့်ကိုယ်တွင်မံကန်သောပညာရပ်များကိုသာပေးပါမည်မဟုတ်မမှန်လောက်ကျန်၍ပေးမိခဲ့လျင်ယခုတတ်ထားသောပညာများလည်းပြည့်၍မဟာဝီဇိငရေ၌မကျွတ်တန်ခံရပါစေလို့ဆရာနှုတ်သစ္စာပြုပြီးမှပညာတွေကိုဖလှယ်ကြလိမ့်ရှိပါတယ်ယခုတင်ပြတဲ့ဤကတော့မြန်မာတက္ကရ1994ခုနှစ်ကဘကိုးကို ရောက်တုန်းကယုံကြည်လောက်တဲ့ဆရာတအူးနဲ့ကျွန်ုပ်နဲ့အချင်းချင်းပညာဖလှယ်ကြရာကရရှိခဲ့တဲ့ဤတစ်ခုဖြစ်ပါတယ် ီကာရာကိုနေ့စဉ်မနက်အရှိရက်ကိုကြည့်ပြီးတော့ခုနှစ်ခေါက်ညအိပ်ရဝင်ဖရာရဲ့အရှိမခုနှစ်ခေါက်ရွတ်မယ်ဆိုရင်ဘုံတကူကြည့်ပြီးလက်လာပရွှင်ပါတယ်သူတို့ဘာမကောင်းကြံစီလို့မရပါဘူးဒါအပြင်ခီးသွားတဲ့ကိစ္စပေါ်ပေါက်လို့ဖြစ်စေအလောက်ကင်ကြံစီတကူကူပြုလုပ်ဖို့ကိစ္စပေါ်ပေါက်တဲ့အခါမှာဖြစ်စေမသွားမီအိမ်ရဲ့လေကားမှာရက်ပြီးတော့လမ်းဘက်ကိုကြည့်ပြီးခုနှစ်ခေါက်ဖြစ်စေအချိန်မရခဲ့ရင်တော့တစ်ခေါက်ဖြစ်စေရွတ်ဆိုပြီးတော့သွားပါ မိမိလှုပ်ဆောင်ရမယ့်အလုပ်ကိစ္စမှန်သမျှအောင်မြင်ပါတယ်။ငွေ30ကိုရဖို့ရည်စူးပြီးသွားရင်လမ်းမှာငွေ20ကိုရတက်စီပါတယ်။စိတ်ညစ်ညူးခြင်းအကြံအိုက်ခြင်းတို့ဖြစ်ပေါ်နေမယ်ဆိုရင်တော့တောက်ရည်ကိုဂါထာနဲ့ခုနှစ်အုပ်မှန်ပြီးမျက်နှာသစ်ပါ။ဒီနည်းနဲ့သူတစ်ပါးတို့ကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။တရားပေါင်းကိစ္စ၊စီးပွားရေးကိစ္စ၊အိမ်တော်ရေးကိစ္စအဆအဆအရာရာမှာညာရှိသလိုအချိန်ခါမရွေးဒီဂါထာကိုအသုံးချနိုင်ပါတယ်။နောက်ပြီးဒီဂါထာကိုရွတ်ဆိုတဲ့အခါမှာလည်း အသက်အောက်ပြီးကျွင့်ရင်ပို့ပြီးတော့စွမ်းတယ်လို့မူရင်းဂါထာဆရာကအမှားရှိခဲ့ပါတယ်ဒီရေမန်းမန်တန်ဟာမျက်စိနာအမှန်တကယ်ပျောက်ကင်းစေတဲ့မန်တန်ဖြစ်ပါတယ်ကျွန်ုပ်ကိုယ်တိုင်မျက်စိနာလာတဲ့အခါကကိုယ်တိုင်ရွတ်ဆိုပြီးရေမန်းခတ်ကြည့်ခဲ့တဲ့နေရာမှာပျောက်ကင်းတက်တာခဲ့ပါတယ်ဒီလိုပဲမျက်စိနာတဲ့သူတွေကိုခတ်စေတဲ့နေရာမှာလည်းပျောက်ကင်းတက်တာလာခဲ့တဲ့အတွက် အများသူကအသုံးပြုနိုင်ဖို့တင်ပြပေးလိုက်ရပါတယ်မန္တန်အသုံးပြုပုံကတော့ ောက်ရည်အိုးကနေဇွန်ကြီးတဇွန်းစာလောက်ရေကိုခတ်ယူလိုက်ပါအဲ့ဒီရေကိုဒီမန်တန်နဲ့ခုနှစ်အောက်ရုပ်ပါရုပ်ပြီးရင်မျက်စင်အဖြစ်ခတ်နိုင်ပါတယ်ဒီမန်တန်ကကျွန်ုပ်ပိုးရဲ့ဒိုင်ယာရီထဲကရရှိခဲ့တဲ့မန်တန်ဖြစ်ပါတယ်မန်တန်လေးကတော့အုံဘလူးသိန်းတောင်းမကောင်းပယ်ခွာအနိစ္စဒုက္ခအနတ္တမြတ်စွာဘုရားထင်ရှားရတ်တော်မူပါအုံဘောဓိမန္တလေးသူရောက်မှနောက်တော့ဖွာဟဲ့ အခါတပါမှာဇေယတော်ကြီးကဘလူးကျွန်းကွန်သေးရွာမှာတရားပြသနေတဲ့အချိန်မှာမလူလာတဲ့ပုပ်ကိုတူကရွာသူတယောက်ကိုကူးကက်စေပြီးတော့ညာနာစာကြီးကိုငါဆုံးမပြမယ်လာကြည့်ကြလို့ရွာယိုလက်လူစုပြီးဇေယတော်စီမှာရောက်လာပါတယ်။ဇေယတော်အရှိ3000အကွာမှာရက်နေပြီးဇေယတော်မိတာကိုလည်းမပြေပါဘူး။ဇေယတော်ကကြံရမြဖြစ်ပြီးပါဠိတော်တွေရုပ်ပေမဲ့လည်းပေကက်ပြီးမသွားပဲနေပါတယ်။နောက်ဆုံးတော့စီချကာထာတော်ကိုစဉ်းစားပြီးပြေးပြေးချင်းရွတ်ဆိုပြီး ရေမန်းတောက်ခိုင်းမှပြန်သွားပါတော့တယ်အဲ့ဒီညီအတိုင်းပဲ၃ရက်လာပြီးပြန်သွားတဲ့ညမှာကျောင်းပေါ်ကိုကြောက်တုံလေးတုံအရက်လေးမျက်နှာကကြာလာပါတယ်ကျောင်းအမိုးကိုဖောက်ပြီးကျမ်းပြင်ပေါ်ကိုကြာလာပါတယ်အဲ့ဒီညမှာပဲဦးကက်စီတဲ့အာဂန်တုကပုပ်ကောကဝမ်ယောဂနဲ့ဇုံသွားပါတယ်အဲ့ဒီလူကတော့အသက်63နှစ်အရွယ်အရက်9ပေမြင့်ပါတယ်ဖြူဖြူတုတ်တုတ်ခန့်ခန့်ရှိပါတယ်တမင်းစားရင်ကြက်ပဲတကောင်ချက်ကုန်ပါတယ် ဲ့ဒီချိန်ကစပြီးကမ္မထံတရားအာမထုတ်မီယောဂီတိုင်းကို အောက်ပါစီချကာထတော်ကိုရွတ်ဆိုပြီးစီချပေးတော်မူခဲ့ပါတယ်။အဲ့ဒီစီချကာထတော်ကြောင့်အန်ဒီရဲ့အမျိုးမျိုးကနေလွတ်ကင်ခဲ့သူတို့အကြောင်းကိုဆရာတော်ကိုယ်တိုင်ညာနာစာကြီးရဲ့သာသနာဝင်ကြောက်တန်ကြီးတမိုင်းစာအုပ်မှာမှတ်တမ်းတင်ထားတော်မူခဲ့ပါတယ်။စီချကာထတော်ကတော့မဟာပရိနိဗ္ဗာန်သို့ဝင်ဆံတော်မူကြကုန်သောဘုရားရှင်အနန္တတရားတော်အနန္တသံဃာတော်အနန္တပြည့်စေကဗုဒ္ဓအနန္တဓာတ်တော်မွေတော်အနန္တ ဇေဒီတော်ပထိုးတော်အနန္ဒဂဒီ၉00ကျော်တော်သိခါပုတ်တော်အာလုံးပိရိကတ်၃ဘုံနိကေ၅ပြာအင်္ဂါ၉တန်ဓမ္မခန္ဓာပေါင်း၈၄၀၀အားဖြင့်၃၃ဌာနအာလုံးတို့သည်တပြေးတော်ဤခန္ဓာကိုယ်၌ယနေ့မှစ၍နိဗ္ဗာန်သို့ဝင်သည့်တန်အောင်ကြွားရောက်တည်နေတော်မူရကုန်၍အရှင်ဘုရားတို့၏တကိုယ်တည်သောအာနုဘော်တော်ကြောင့်ဝင်ဝင်သမျှလာလာသမျှသောအာကုတုနှင့်ကိလေသာတို့ကိုကုန်ခန်းချုပ်ငြိမ်းကင်းဝေးစေ၍မြတ်စွာဘုရားစသော 33ဌာနအားလုံးတို့ဖြင့်ယနေ့မှစ၍နိဗ္ဗာန်ထိတတိုင်းကြီး COG တီတာ9တန်းတောင်စဉ်9ဓာတ်အသင်ခြေစီအနန္တစီကာစီ၍စီးချပါ၏ဤစီးများတွင်တို့တရားမကြိုက်တရားမကြိုက်တန်ခါမကြိုက်မတ်မကြိုက်ပူမကြိုက်နိဗ္ဗာန်မကြိုက်သောအာကုတ္တကိလေသာဝိပတ်မန္တမြအနန္တတို့သည်ဝင်ခွင့်မရလာခွင့်မရဒီခွင့်မရနှိပ်စက်ခွင့်မရကြပဲရှိသမျှတို့ပါဇာပနပြကြပါစေတည်း ယုံနံဓမ္မသင်္ခါရတို့ကိုဘုရားရှင်တိုင်းမြင်သလိုမြင်ရပါစေတည်းအရိယာတိုင်းမျက်မှောက်ပြုရသလိုမျက်မှောက်ပြုရပါစေတည်းပြစ်စီကဗုဒ္ဓတိုင်းမြင်သလိုမြင်ရပါစေတည်းတွေ့ရပါစေတည်းမျက်မှောက်ပြုရပါစေတည်းအရှင်မြတ်ကြီးတို့ဘုရားဒီစီချကာထာတော်ကြီးကိုအိတ်တဲ့အချိန်မှာတော်လကောင်းစားတဲ့အချိန်မှာတော်လကောင်းခရီးသွားတဲ့အချိန်မှာတော်လကောင်းဘာအကြောင်းမရှိရှိရုပ်ဖတ်ပူဇော်စီချပါနတ်စစ်တီတသိန်းစောက်ရှောက်တာထက်ပိုပြီးလုံခြုံပါတယ် ပူပြီးစိတ်ချရပါတယ်ပူပြီးအားကိုးရပါတယ်